တော်ဝင်ကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အကောင့်ထေပေါ်ဆောင်ရွက်လျက်ရှိသော တာချီလိမ့်မြို့အားကွင်းစင်းစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တာချီလိမ့်မြို့သည်ရှမ်းပြည်နယ်ရှေ့ပိုင်းထိုင်းနိုင်ငံမဲဆိုင်နယ်နေဆက်မြို့ဖြစ်သည့်နေအညီစီးပွားရေးကူတန်းရောင်းဝယ်ရေးဖြင့်ခီးတွာလာရေးတိုးတက်နေသည့်မြို့ဖြစ်၍ ယခုအခါ2026ခုနှစ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဖြစ်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိရာပထမအကြိမ်စုစည်းစည်းရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှကွင်းစင်းစစ်ဆေးခြင်းကိုယနေ့နေ့ပိုင်းကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ကြပါသည် ရှေးဦးစွာပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့စုစည်စည်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌပြည်내ဒုတိယအုပ်ချုပ်ရေးမှူးဦးတင်လင်းကအဖွင့်အမှားစကားပြောကြားပြီးတာချီလိပ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်စွာမျိုးကအခြေခံစံနှုန်း၁၀ခုနှင့်အညွန်ဂိန်း86ခုတို့ဖြင့်တာချီလိပ်မြို့အားပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဖြစ်ရှင်ပြိုင်နိုင်ရန်တတ်မှတ်ထားသည့်ပြင်ဆင်ဆောင်ရွက်တရှိမှုအခြေအနေများ PowerPoint ဖြင့်ရှင်းလင်းတင်ပြကစုစည်းစည်းရွေးချယ်ရေးလုပ်ငန်းအဖွဲ့အတွင်းမူ KI ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမူဦးလွယ်မိုးထက်ကအမှတ်ပေးစည်းမင်းများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ယင်းနောက်တက်ရောက်လာကြသူများကအထွေထွေဆွေးနွေးတင်ပြပြီးစုစည်းစည်းရွေးချယ်ရေးလုပ်ငန်းအဖွဲ့ကသက်မှတ်အခြေခံစံနှုန်းအညွှန်းဂိမ်းနဲ့အညီအမှတ်ပေးကြပါတယ်။ဆက်လက်ပြီးစုစည်းစည်းရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ီနယ်ဒုတိယအုပ်ချုပ်ရေးမှူးနဲ့စုစည်းစည်းရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဝင်များကမြန်မာထိုင်းအမတ်တည်းနဲ့အမတ်နှစ်ချစ်ကြည်ရေးတရားနေရှိရန်အောင်မြေရက်ွက်တို့တွင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်ပဝင်းကျင်းစီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဟူသည် မြို့တစ်မြို့ရဲ့တန့်ရှင်းမှုတစ်ပင်ဆိုင်ပြုံမှု စွမ်းရည်အသုံးဆောင်မှုမြတ်တာမှု အခြားတည်ယူဖို့ဆောင်မှုနဲ့တဘာဝအရင်းမြစ်များကို ထိမ့်သိမ့်တန်ဖိုးထားခြင်းစတဲ့အချက်များကိုခြေခံပြီးတတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ